အတိတ်မှာဘာဖြစ်ခဲ့ဖြစ်ခဲ့ကြံခဲ့တာတော့ကြံခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမှန်ထားပြီးနှလုံးသားမှာအမုန်းပွားရင် အရှုံးများတာလဲကိုယ်ပဲဖြစ်မှာပေါ့ခံစားနေလဲရံများတာပဲလေတရားရုပ်ကိုမုန်းလိုက်လို့ကိုယ်လဲအကျိုးရှိသူလဲအကျိုးရှိသွားမယ်ဆိုရင်တော့မုန်းသိရင်မုန်းရမှာပေါ့မုန်းဆိုတာအကျိုးရှိဖို့ထက်အရှုံးကိုပဲဖြစ်စေတာမဟုတ်လား တရားဝင်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်တခုနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်သိပြီးခံစားနေရတယ်ဘလို့မှကိုဖြေဖြောက်လို့မရအောင်မကြင်မနှက်ချက်တွေများနေရတယ်ဆိုရင် ကိုယ့်ဘက်ကပဲအပြည့်ဖြတ်လိုက်ပေါ့တန်တရာအဆက်ဆိုတာကိုဖြတ်မှပြတ်မှာလေဘာတိကြောင့်ပဲဖြစ်ဖြစ်ကိုမကြင်နှက်လို့ကိုယ့်ဘက်ကပြန်တုံပြန်ရင်လည်းတန်တရာကရှင်းနေကြအောင်မှဆိုတော့များများမကြင်နှက်လေလေမြန်မြန်ဖြတ်နိုင်အောင်ကြိုးစားလေဆိုရင် အဆုံးသတ်လဲမြန်မာပဲပေါ့ဒါကြောင့်ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေမှာဘသူကြောင့်ဘာကြောင့်ဆိုတဲ့လက်ညှိုးတွေကိုပေးဖယ်ဘဝတန္တရာခရီးမှာအကျွေးတွေမတည်ကျင်တော့ဘူးဆိုရင်ကိုကစပြီးတော့ဖျက်လိုက်ပါအပြစ်တွေလည်းမတည်အချစ်တွေလည်းမလွယ်တော့ပဲတန္တရာခရီးဒီဘဝမှာပဲအပြစ်ထားလို့အဆက်မှန်သမျှဖျက်လိုက်ကြဖို့ပဲပေါ့အန္တရာအဆက်ဖြတ်ဖို့ပါပဲ။ ဘုရားဘာသာတွေမှာအကြောင်းကြောင့်အကျိုးဖြစ်တာရှိသလိုဒိတ်အနာကပစ္စုပန်ဆိုတဲ့ဒီကာလသုံးပါးလည်းပဲဘုရားဘာသာဝင်တယောက်အတွက်ကကာလကိုပယ်လို့မရအောင်ကာလကိုပယ်ရင် तू ကဒိဋ္ဌိအယူမမှန်တော့ကာလလည်းမပယ်ရဘူးအကြောင်းအကျိုးကိုလည်းပယ်လို့မရအောင်အကြောင်းအကျိုးပယ်ရင်လည်းပဲ तू ကနတ္တိကဒိဋ္ဌိဆိုပြီးတော့ ဘာမှမရှိဘူးဆိုတဲ့အယူဝါဒဖြစ်တဲ့အတွက်ကြောင့်သမာဓိတ္တိဖြစ်တော့ဆက်တတ္တဝါတွေမှာအတိတ်အတိတ်ကြောင်းတရားတွေကြောင့်လူတယောက်နဲ့ပတ်သက်တယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးတော့အတိတ်ကိုဆွေးပြီးတော့ပူဆွေးနေရတဲ့သူတွေရှိတယ်။နာဂတ်ကိုတွေးပြီးတော့ဆွေးနေရတဲ့သူတွေရှိတယ်။အတိတ်နာဂတ်ပစ္စုပန်ဒီကာလ၃ပါးမှာအဓိကအကြဆုံးကပစ္စုပန်ကာလ။ present life ပဲဒီဘဝနဲ့ပြောမစင် နောက်အနာဂတ်ဘဝဒီဘာဖြစ်မယ်ဆိုတာမသိဘူးအတိတ်ဘဝဒီဘာဖြစ်ခဲ့ဆိုတာမသိဘူးပစ္စုပန်ဘဝဒီဒါလည်းရင်တိကျဆုံးနဲ့မှန်ကန်ဆုံးဖြစ်သစ်ဆုံးဘဝပဲဆိုတော့အတိတ်ကိုလည်းတွေးပြီးတော့ဆွေးနေလို့မရသလားအနာဂတ်ကိုမျှော်မှန်းပြီးတော့လဲဝေဝါးနေလို့ပူဆွေးနေလို့တော့ကဖြစ်နေဖို့မဟုတ်ဘူးပစ္စုပန်တည့်တည့်ကိုရှုပြီးတော့ပစ္စုပန်တည် ဘဝရဲ့ဒီဖန်တီးမှုအနာဂတ်ဘဝဖန်တီးမှုရဲ့အားလုံးရဲ့မိမ့်ပဲဆိုတော့အတိတ်တည်းကဘာတွေဖြစ်ခဲ့ဆိုတော့ကိုမသိရဲ့အတွေ့အကြုံအတိတ်အကြောင်းတရားတွေကိုတာအီးလျှောက်တွေးပြီးတော့ပူဆွေးတော့ကဖြစ်နေမဲ့အစားပစ္စုပန်တဲ့တဲ့မှာအနာဂတ်ကိုဘလို့ပုံဖော်မလဲဒါကအရေးကြီးတယ်ဒီလိုပဲဒီပစ္စုပန်ဘဝမှာလည်းပဲ तू ကအတိတ်ဆိုတာကဘဝနဲ့ချီပြီးဝေးတဲ့အတိတ်ဆိုရှိတယ်လို့ပစ္စုပန်ဘဝမှာလည်းပဲအနည်းဆုံးအတိတ်ဆိုတာရှိတယ် နီးဆုံးအတိတ်ဆိုတာကမနည်းရဟာဒီအနည်းဆုံးအတိတ်ဆိုတော့ကြံခဲ့တယ်ကြံခဲ့တဲ့အချိန်တိုင်းချိန်ဟန်နေအနည်းဆုံးအတိတ်အနည်းဆုံးအတိတ်ဟိုးဝေးကြီးအတိတ်ဘဝတွေကိုမတွေးနဲ့အောင်ပစ္စုပန်အနည်းဆုံးဘဝမှာဘယ်ကြည့်လိုက်အောင်ပစ္စုပန်ဒီဘဝမှာပဲကိုသိနိုင်တဲ့အတိတ်တွေကကောင်းတဲ့အတိတ်နဲ့မကောင်းတဲ့အတိတ်လူတွေတော်တော်များများကအတိတ်ကို တွေးပြီးတော့ပူဆွေးနေတယ်ဆိုတာကမကောင်းတာတွေတွေးလို့ဖြစ်ကြတာပဲ လူတော်များများကောင်းတဲ့အတွေးဆိုရင်တိတ်မတွေးကြဘူးအတိတ်အတွေးကိုမကောင်းတဲ့အတွေးကိုပို့ပြီးတော့ပို့တယ်မကောင်းတဲ့အတိတ်အတွေးကိုတွေးပြီးတော့ဆွေးနွေးပြီးတော့ကုသေသောကဖြစ်နေကြရပြီးအနာဂတ်မှာအဲ့ဒီအတွေးတွေပါတစ်ခါတည်းယူသွားတော့ဒီတိတ်ရဲ့တည့်ရမှုကအနာဂတ်ဒီဘဝဒီပါပါသွားတာဆိုတော့တချို့ကလူတယောက်ကိုခွင့်မလွတ်နိုင်ဘူးလူတယောက်ကိုမုန်းတယ်တစုံတရားပုံမုံတယ်တစုံတစ်ခုပုံမုံတယ်အဲ့မုံနေစရာကြီးကထက်ခါတကမုံရင်မုံနေတယ်အတိတ်အမုံတရားတွေက သံသရာအထိပါသွားတော့တချို့ဆိုရင်အဲ့အမုန်းတရားနဲ့စုတွေတောင်းရင်တောင်းနေအမုန်းကြောင့်သံသရာတွေရှိတာသူမုန်းလာပြီမတွေ့ကျင်တော့ဘူးမစုံကျင်တော့ဘူးဆိုရင်နောင်တန်တရားလည်းမစုံကျင်တော့ဘယ်တော့မှမစုံကျင်တော့ဘူးကြက်ကြက်မုန်းနေရင်ကြက်ကြက်မုန်းနေရင်သူ့ကိုဘယ်တော့မှမစုံကျင်တဲ့အတွက်ကြောင့်သံသရာလည်းမစုံကြက်ကြက်မုန်းလာရင်ကိုကကိုကဖြတ်ပလိုက်တယ်သန္တရာကိုကိုကဖြတ်ပလိုက်မှသူနဲ့မစုံတော့ဘူး ကြက်ကြက်မုန်းလို့ကြက်ကြက်ဟိုစုတွေတောင်းကြက်ကြက်ဒုက္ခတွေဖြစ်အောင်ဘုရားဆန္ဒတွေရှင်အဲ့ဒီအမုန်းကပို့ပြီးတော့တန်တရားရှည်ပြီးနောက်အနာဂတ်ထိပါသွားတော့လာတိတ်ပြီးတော့မုန်းရင်မျက်မျက်နှာဖြတ်ပလိုက်တန်ယောစင်ဆိုတာကချစ်လို့တွေ့တဲ့တန်ယောစင်ရှိတယ်လို့မုန်းလို့တွေ့လို့တန်ယောစင်လည်းရှိတယ်လူတွေမှာတန်ယောစင်လို့ပြောရင်ချစ်တာကိုပဲတန်ယောစင်လို့ထင်တယ်အမှန်ကမုန်းနေတာလည်းတန်ယောစင်ပဲပဋိကတန်ယောစင်ဆိုတော့ ဖြစ်တဲ့လူကိုထက်ကထက်ကသတိရနေမုန်းတဲ့လူကိုလည်းထက်ကထက်ကသတိရနေအမုန်းတိုင်ရောဆိုတော့အပြည့်အဝကိုတာကြီးမုန်းနေစင်တာဘုန်းကြီးတို့ကတိုင်ဟုတ်စင်ရှိလို့မုန်းနေပြီပြောတာ။တိုင်ဟုတ်စင်ရှိလို့မုန်းနေတာ။အဲ့တော့အမုန်းတိုင်ရောစင်လည်းဖြတ်ပလိုက်မှာ။ကြက်ကြက်မုန်းလေကြက်ကြက်မဆုံးခြင်းနဲ့လေကိုယ့်ဘက်ကပို့ပြီးတော့အမြန်ဖြတ်ပလိုက်တာ။မြန်မြန်ဖြတ်နိုင်မှမြန်မြန်ပြတ်သွားတာ။တခါကမဖြတ်နိုင်တော့အမုန်းတရားနဲ့အာကာဒရေထားပြီးစုတွေတောင်းကြတယ်။ စရိတ်တောင်းရင်အဲ့ဒီတန်တရားကသူကလည်းတောင်းဖို့ကလည်းတောင်းတော့တန်တရားရှိဘုရားစာကြီးတည်းဆိုဘုရားဘာသာတော်တော်များများကဗာလေးပဲလို့လို့ဆုတောင်းတာတော့ဝါသနာပါကြဆုတောင်းတာတော့ဝါသနာပါရသမီးစားဘုရားလည်းဆုတောင်းလိုက်တော့အိုးတခါတခါကုသိုလ်လုပ်တာနဲ့နဲ့တောင်းလိုက်တဲ့ဆုရဤကုသိုလ်ကောင်းမြတ်ပါဘုရားပါလို့ညာဘုရားပါလို့ညာတရားတစ်ချက်အိုးပြောတောင်းလိုက်တာဆိုတော့တောင်းတဲ့အခါကျတော့ကုသိုလ်ကောင်းမြတ်တဲ့ဘုရားလည်းပဲအကျိုးပေးတန်ခြင်းတော့ပြီးတော့ပြီးမှာပဲဒါပေမဲ့ ပေးရမယ်လမ်းကနေသွေးဖွဲပြီးတော့တဏှာနဲ့သွားပြီးတောင်းလိုက်တော့အဲဒီတောင်းတဲ့အတိုင်းဖြစ်တာအချို့သမီးစားဘဝဆိုရင်လူဓာလေးနဲ့နဲ့နဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းလူဖြစ်ရင်လည်းအတူတူနဲ့ဖြစ်ရင်လည်းအတူတူတိုင်းမှုစုတာနော်ရုပ်စောအစုံဟိုငှက်ပြတာတော့တကိုင်းနဲ့နားပြရစီတော့ဆိုဒီလိုဆွတ်တောင်းလိုက်တော့ကုသိုလ်ကောင်းမှုကသူ့ဟာနဲ့သူအကျိုးပေးရမယ်အောင်ကိုကအဲ့တဏှာနဲ့ခြီးပြီးတော့ငှက်ဘဝကိုတောင်းယူလိုက်သလိုဖြစ်တော့ငှက်ဘဝမှာအတူတူသွားဖြစ်ရောတကိုင်းနဲ့သွားတော့နားရတာပဲရောက်ွက်တဲ့လေးကွာနဲ့ ပြတဲ့ကောင်နဲ့သွားတို့လို့အဲ့တက်ကိုင်းနေရတယ်ပြုတ်ကြဆိုတော့စွတောင်းနေမှားလို့တန်တရားတွေကရှေ့ပြီးတော့တန်တရားတွေကမကျွတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်လူတွေမှာတောင်းနေဖြစ်ပါလိဖြစ်ပြရစင်ညာလိဖြစ်ပြရစတောင်းကြဘုန်းကြီးကစွတောင်းတဲ့အထက်မှာအဲ့ဒီဖြစ်ပြရစီလို့စွတောင်းတာတဲ့မဖြစ်ပြရစီနဲ့စွတောင်းနေစွတောင်းနေတော့ကိုကြိုက်တယ်လူတိုင်းကဖြစ်ပါစီလို့စွတောင်းနေတဲ့ခြားထဲမှာမဖြစ်ပါစီနဲ့လို့စွတောင်းနေတဲ့ သူတော်ဘောင်းကြီးတပါးဘောင်းကြီးကဇတ်တော်ထဲမှာဖတ်ဘူးတယ်အဲ့ဒါကန္နဇတ်ဆိုကန္နဇာတကလေကန္နဇတ်ဆိုဘုရားလောင်းကန္နယတိဘဝဘုရားလောင်းကန္နယတိဘဝကကန္နဆိုတဲ့စကားလုံးကပါဠိစကားလုံးမြန်မာလိုဆိုရင်တော့အမဲလို့အဓိပ္ပာယ်ရတအားမဲနေတဲ့အတွက်ကြောင့်အသားမဲတဲ့အတွက်ကြောင့်ကန္နယတိလို့လူတွေကခေါ်တာဘုရားလောင်းယတိကအသားမဲတယ်အသားမဲတယ်ဆိုတော့ဘုရားအဲ့ဒါလေးတခါစဉ်းစားကြည့် သူနည်းအသားမဲတယ်အသားမဲတယ်လို့ပြောတာတကယ်တမ်းကျတော့အသားမဲတာမဟုတ်ဘူးအည်ပြားမဲတာပါအသားဖြူတာမဟုတ်အည်များဖြူတာအသားပေါ်မှာအည်များဖုံးတာအည်ပြားကိုခွာခြင်းအသားမဲနဲ့အသားဖြူတယ်ဆိုတာမရှိတော့ဘူးဆိုတော့လောကလောကဟောတာအသားမဲတယ်လို့ပြောပြီးမှအမှန်ကတော့အည်ပြားမဲတာအည်ပြားမဲတော့အကန္နရေးတဲ့ရလဲအည်ပြားမဲတာဒါပေမဲ့ဘုရားလောင်းကန္နရေးတဲ့အသားမဲတဲ့ရေးတဲ့ဆိုတော့ အဲ့လိုကဏ္ဍယသိခေါ်ရင်ခေါ်ရင်လည်းဒီနေ့တော့ကုသိုလ်ကောင်းမှုတွေပါရမီမြောက်အောင်အားထုတ်ရင်လည်းတရားမင်းရဲ့ကြောက်ဖြာပူလာတာကဏ္ဍယသိရဲ့စွန့်အားနဲ့ရာမင်းကြောက်ဖြာပူလာတော့ရာမင်းကလည်းလူပြည်မှာကြောက်ဖြာပူရင်ကြောက်ဖြာသူ့ကြောက်ဖြာပူလာရင်သူလူပြည်လှမ်းလှမ်းကြဘသူမြတ်ငါနေရလူမလဲလူတွေမပြောတဲ့တရားလည်းနေရပြောက်မှာကြောက်တယ်နော် အဝါဒမစ္စတရားတိတ်ကြောက်စရာကောင်းလူတွေတော့ကိုယ့်နေရာပြောက်မှာမပြောနဲ့ကိုစိုးရင်တော့မပြောနဲ့ဘုရားမင်းတော်မှာနှက်ပြရနေတော့အော်သူ့နေရာလေးပြောက်မှာဆိုတော့တောက်ကြောက်ပြပူလိုက်ရင်အောက်ကိုဆန့်လန့်ကြည့်ရဘသူပါလုံနေလဲအဲ့တော့ကာဏယသိကုသိုလ်ကောင်းမယ်လို့တဲ့ချင်းဘုရားမင်းကလူပြရနှက်ပြလန့်ကြည့်တော့နှက်ပြကြောက်ပြပူလာလူပြလန့်ကြည့်ဟာဘသူနေလဲဆိုကာဏယသိဖြစ်ကာဏယသိဖြစ်တော့ဒီယသိဘာတွေတောင်းလို့ဘာစုတွေတောင်းလို့ဘာတွေလိုချင်လို့ဒီလောက်ကုသိုလ်ကောင်းမယ်လုပ်နိုင်မသိသွားဆောင်စားအောင်မယ် လူပြင်းလာပြီကာဏယတိကာဏယတိခေါ်တော့သူကဗမာလိုဆိုယတိမဲကြီးပေါ့ဒီနေ့ခေတ်စကားလည်းဟဲ့ကလာယတိနေမှာပေါ့ဆိုယတိမဲကြီးလို့ခေါ်တော့ဘုရားတော့ပြန်ပြီးတော့ပြောတယ်ကာဏယတိကဗကြာမင်းကနကံတော်တဆတာဟောတိအန္တောတာရောဟိပြမနောယတမင်းပါပါနိကံမာနိတဝေကံတော်သူစံပတိဒီစကားလေးရဲ့ သူစံပတိသူစံပတိအမိရတဲ့တခြားမင်းနဲ့တဆတာအရေးအပြင်ကံတော့မဲညင်ရုံနဲ့နာကံတော့အမဲလို့ပြောလို့မရဘူး။ရေပြားမဲုံနဲ့အမဲလို့ငါလာမခေါ်နဲ့တဲ့။အန်တော့တာရောဟိပြမနောအတွင်းကဖြူနေပြမနာပါပဲ။နှလုံးသားဖြူနေအဲ့ဒါမြင့်မြတ်တဲ့ပုံကိုပဲတဲ့။ယတမေပါပါနိကံမာနိယတမေအချင်းပုံကို၌ပါပါနိကံမာနိမကောင်းတဲ့အကုသို့ကံနေရှိနေတယ်။တတမေ ထိုမကောင်းမှုရှိနေပုဂ္ဂိုလ်ကလည်းသဝေစင်စစ်ကံတော်အမဲလို့ပြောတာပါအကုသိုလ်တွေနဲ့ပြည့်နေတဲ့ပုဂ္ဂိုလ်ကလည်းတကယ်တမ်းကျတော့အမဲလို့ခေါ်ရတာတဲ့အသားမဲယုံနဲ့အမဲလို့မပြောရဘူးတဲ့ဆိုတော့ဘုရားလောင်းကကာဏရဲ့ပြန်ပြန်ပြောဘုရားမြတ်ကောင်းပါပြီကောင်းပါပြီမခေါ်တဲ့ဆိုတော့မခေါ်ပါဘူးဒါပေမဲ့ရှင်ရသိကာဏရဲ့သိကုသိုလ်ကောင်းမှုတွေတော့အများကြီးလုပ်နေတာ ဘာဆိုရမြန်တောင်းလို့လဲဘာရမြန်လူချင်းလို့လဲသူကသိကျင်တာသူ့နေရာမြန်လူမလားသူ့နေရာတောင်းတဲ့ဆွေမြန်ပါမလားလို့ဘုရားလောင်းကန္နာရဲ့သိမေးတာတရားမင်းပြီးတော့မှဘုရားလောင်းကပြန်ပြောတယ်ဈာမင်းရေဘယ်သင်ပေးတော့တာဖြေရမယ်တဲ့ငါတောင်းတဲ့ဆုတွေရတော့ဆုလေးမျိုးတော့တောင်းတယ်တဲ့ဘာဆုတွေလေးမျိုးတောင်းလဲဆိုရင်သူနေကောတန်းသူနေဒောတန်းနေလောပန်ဟုတ်တိမတ္တနော ိနေယမဘိကင်ခာမိအေတေမစ္စတူရောဝရေယမင်းရဲ့ငါတောင်းတဲ့စုလေးမျိုးပါတဲ့သူနှိတ်ကောထံဖြစ်လျက်ဘဝတိုင်းဘဝတိုင်းကောဒဆိုတဲ့အမျက်မထွက်ပြစေနဲ့ကိုရီးယားဘာလေးဖြစ်ပြစေလို့စွတောင်းနေတဲ့ရှားတယ်မှာဖရာလောင်ကန္နာရဲ့ပြတောင်းတာကမဖြစ်ပြစေနဲ့ဟောသူတို့အတူတူပဲဒါပေမဲ့ဖြစ်အောင်စွတောင်းသူနေကောတန်းဖြစ်လျက်ဘဝတိုင်းဘဝတိုင်းကောဒဆိုတဲ့အမြင့်မထွက်ပြရစေနဲ့တော့ အမျက်မထွက်ကျင်တော့ဘူးလေအမျက်ဆိုတာကပါဠိလိုကောတာမြန်မာလိုဆိုတာအမျက်မရပင်ခန္ဓာမြက်အမျက်ဆိုတာဘာလဲဆိုတော့စူးလေးတွေစူးတဲ့အခါမှာခြေမထိပ်ဖြစ်ပြီးလက်မထိပ်ဖြစ်စူးစူးတဲ့အခါမှာအဲ့ခြေထိပ်လက်ထိပ်လေးကိုလက်ကလေးနဲ့ပုတ်ကြည့်ရင်မြက်တက်တက်လေးဖြစ်နေတဲ့သဘောအဲ့ဒါအမျက်လို့ပြောတယ်ပါဠိလိုလက်တွေ့ဘဝထဲမှာတယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးရင်ထဲမှာမချေမချမ်းဖြစ်နေတဲ့သဘောပြောတော့မပြောဘူးတယောက်တည်းခံစားတယ် ရင်ထဲမှာမကြည်မနှက်ဖြစ်နေတယ်ဗောငါဒီလောက်လုတ်ပေးတာငါ့ကိုဒီလိုပြောရတယ်ဆိုတော့တစင်စကားလေးနဲ့ခံစားနေရတဲ့သဘောအဲ့ဒါကိုခေါ်တာပေါ့တနည်းအားဖြင့်ဒီနေ့ခေတ်စကားနဲ့ပြောအစာမကြည်တာအစာမကြည်တာတွေကိုခေါ်တာလို့ဆိုတော့အဲ့အစာမကြည်တာလေးမျာ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 းလာရင်သူကမကြည်နှက်ချက်လေးတွေစူး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 ထိုင်တော့အညှို့တေးတယ်နောက်ဆုံးမခံစားနိုင်တော့ပောက်ကွဲသွားတော့ဒေါသအစင်းရောက်သွားဆိုတော့ခေါ်တာဆိုတာဒေါသအသေးစားလေးပဲ ငါတဲ့ဖြစ်လျက်ဘဝတိုင်းပေါ်အဲ့ဒီအမျက်လေးတွေမဖြစ်ချင်တော့ဘူးအိတ်ဆူတောင်းငါငါဆူတောင်းတယ်တရားမင်းညကောင်းပါပြီဒါလည်းကောင်းပါတယ်သူသူ့နေရာမထီတော့ဝမ်းသာวะတရားမင်းကောင်းပြီနောက်တက်ဆူပါဆူတောင်းပြီလေတဲ့သူနေဒေါသန်းနဲ့ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသလည်းမထွက်ပြရစေနဲ့တို့ဖြစ်ပြရစီလို့ဆူမတောင်းကာဏယတိကဒေါသမထွက်ချင်တော့ဘူးတဲ့ဒေါသမထွက်ပြရစီတော့နဲ့ဒီသူဆူလေးပဲတောင်းပါတယ် ဟာသူတွေကဒေါသအလျောက်တောင်းလိုက်ကြတာเนาะစုတရားလေဘုန်းတော်ကုသိုလ်ရှင်သူတော်ကောင်းတွေကုသိုလ်ရှင်ကြီးရဲ့တဘာဝဒေါသချီးတော့ဒေါသအလျောက်ဟိုးအညုတ်တိအာဃာတံတောင်းလိုက်တဲ့စုတရားလေငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့ငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့စသဖြင့်ဒေါသကိုအကြောင်းပြပြီးတော့အညုတ်တိတွေနဲ့သူကဘာလို့ရပါလို့ညာလို့ရပါလို့သူ့တွေတအားတောင်းတဲ့အခါရောက်အဲ့ဒေါသအလျောက်ပို့ပြီးတော့တန်နေရရှိတာ ရားလမ်းပန်းနိုင်တယ်အဲ့လိုမတောင်းတော့သူနေဒေါသဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမဖြစ်ပြရစင်းနေတော့ဒေါသရဲ့အတိတ်နဲ့ကိုသူကောင်းမှုတည်သွားဒေါသကပူရာကိုတဲ့ဒေါသကဖြစ်ရင်ဖြစ်တဲ့သူကိုပူတယ်ပြီးပဝင်းခြင်းကိုပူတယ်ဒေါသနဲ့မေတ္တာကအဲ့ဒါဆန့်ကျင်ပဲအခါတခါကျစိတ်ဆိုးတာသူများကိုစိတ်ဆိုးတာ တရားကိုစေဆိုတာပဲတာသမီကိုစေဆိုတာတပည့်ကိုစေဆိုတာတငယ်ချင်းကိုစေဆိုတာအထက်ကလူကြီးကိုစေဆိုတာအောက်ကလူငယ်ကိုစေဆိုတာဆိုတာကတော့ဒေါသသူ့ကိုစေဆိုလိုက်တာမပူလာကောပူလာအာဩဇာဆိုတာကသူများကိုဆိုတာဒေါသကဒေါသထွက်တာသူများကိုထွက်တာဒေါသဖြစ်တာသူများကိုဖြစ်တာရလိုက်တာခံစားတာကိုကခံစားရတာဒေါသတွေထွက်တာသူများကိုထွက်တာ ကိုကခံစားရပြီးရင်ကိုကြည့်သူများမှာခံဒေါသနှစ်ပွက်လုံးပူတာပဲမေတ္တာကြတာစန့်ကျင်တယ်မေတ္တာပို့တာသူများကိုပို့တာဘောတို့ဘေးရန်ကင်းပါစေကိုစနေကင်းပါစေစင်ကင်းပါလေပေတို့မေတ္တာစသဖြင့်ကိုနဲ့ပတ်သက်တဲ့ဆက်ဆက်ဆက်နွယ်ရာတွေအကုန်လုံးကိုပို့လိုက်တာကတော့မေတ္တာတွေသူများကိုပို့လိုက်တာသူများကိုပို့လိုက်တဲ့မေတ္တာသူတို့ရောက်တာမရောက်တာအတားထားကိုကတော့အရင်ကြီးအင်းသွားတာ မေတ္တာကသူများကိုပို့တာများတော့ကိုရတယ်သူလည်းရတယ်ဒေါသကသူများကိုထွက်တာခံစားတော့ကိုခံစားရတယ်သူလည်းခံစားရတယ်စီဒီဒေါသရဲ့သဘောတွေသိနေတော့ဘုရားလောင်းကဏ္ဍရဲ့တင်ကဒေါသမထွက်ခြင်းတော့ဒေါသမထွက်ခြင်းတဲ့အတွက်ကြောင့်ဆူတောင်းနေငါတခြားဆူတော့မတောင်းဘူးလေသူ့နေဒေါသဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမထွက်ခြင်းတော့ तू ကတက်ချက်မုန်းနေတယ်သူ့ရဲ့တန်ត្រာကို तू အဲ့လိုဖြတ်ပလိုက်တော့တာသူများကို တန်ကြအရှိမခံတော့ကိုကတရားရောက်ကိုမကျင်တတ်တော့ဘူးမကြိုက်တော့ဘူးဘလို့မှမစုံညင်တော့ဘူးဆိုရင်ကိုကအရင်ဖြတ်ပလိုက်တယ်ဆိုတော့အဲ့လိုမျိုးလုပ်ပလိုက်တော့တန်ကြာမရှိတော့ဟာကောင်းတာပဲတဲ့ဒီဆူတောင်းလေးနဲ့ကြားမင်းအဲ့တော့တပါဆူလေးတောင်းတယ်နေနောပံဥတီမတ္တနောတဲ့ငါကားတဲ့တတ္တရာဆူတောင်းကလောဘအကြီးစားကြီးတွေမဖြစ်ချင်တော့ဝိတ္တမလောဘမတရားလူကြီးနဲ့လောဘတွေမရှိပြရစေနဲ့ဒီလိုလေးဆူတောင်းတယ် ဩတို့တွေကလောဘအလျောက်တောင်းလိုက်ကြတာနော်လောဘအလျောက်တော်တော်တောင်းတာတစ်ခါကျရင်လုတ်တဲ့ကုသိုလ်ကနည်းနည်းတောင်းလိုက်တဲ့စုရအများကြီးလောဘကိုဥစည်းပြီးတောင်းကြတာလောဘဥစည်းတောင်းကြလူချင်းသားအများစုကမတောင်းလဲပြည့်မှာပဲကိုလုတ်တဲ့ကံလေကံအလျောက်အကျိုးပေးမှာကိုအဲ့ဒါကိုသူကတောင်းလိုက်တဲ့စုတွေနဲ့လောဘဥစည်းပြီးတောင်းလိုက်တဲ့စုလောဘဥစည်းပြီးတောင်းလိုက်တော့မပြည့်ဘူးလားမို့တော့ကုသိုလ်အားကြီးရင်ပြည့်သွားတာဒါပေမဲ့ အဲ့ဒီပြည့်တဲ့အကျိုးပေးတွေဟာလေတန်တရာကိုရှေ့စေတာကိုသူကဌာနကရှေ့စေတာမဟုတ်ဘူးကိုယ့်ရဲ့တောင်းလိုက်တဲ့တဏှာလောဘကတန်တရာရှေ့သွားတာဒီကုသိုလ်ကြောင့်မို့ဘာဖြစ်ရပါလို့ညာဖြစ်ရလို့ဘယ်ဘဝရောက်ပါညာဘဝရောက်ရပါလို့ဆွတ်တောင်းတော့ကောင်းပြီအဲ့ဒီဘဝရောက်တော့လည်းပဲမွေးမယ်ပိုမယ်နားမယ်သိမယ်အခက်မသိအောက်တောင်ပြန်ပြီးတော့ကြောက်ပါအောင်ပါဆိုတော့တန်တရာပိုရှေ့တော့လောဘအလိုလိုက်ပြီးတော့လောဘအနေဆောက်မတောင်းတော့ဘဲနဲ့ လောကကထွမြောက်ကြောင်းကိုအာယုံပြုပြီးတောင်းလိုက်တဲ့စုမျိုးကတော့ဝတ္တနေတိတဝတ္တနေတိတဆိုလုကဝိစနိယနေကင်းလို့အောင်တောင်းလိုက်တဲ့စုမျိုးဒါရောလောဘမဥစီတော့ခုနကကုသလစ္ဆန္ဒကောင်းတဲ့စိတ်ကလေးဥစီပြီးတော့တောင်းတဲ့ဖြစ်တဲ့အတွက်သန္တရာမရှိတော့ကြောင့်လောဘကြောင့်လူဟာဟိုအယူတပိုင်းဖြစ်တတ်တယ်လောဘကြည့်ရင်လူဟာယူတတ်တယ်ဆိုတဲ့အတိုင်းပဲ လောဘရဲ့သဘောကိုဖះလောင်းကံနရဲ့တေကသဘောပေါက်သွားတဲ့အခါကျသူကဆူတောင်းနေဖြစ်လျက်ဘဝတိုင်းဘဝတိုင်းမှာလောဘဘယ်တော့မှမဖြစ်ပြရစေတော့နဲ့ဒီဆူတောင်းလေးတောင်းစကြမယားလေးခြေနဲ့အော်မဆိုးပါဘူးဒါလည်းပဲကောင်းတာပဲတန္တရာဟိုလောဘတွေကြောင့်ဒုက္ခရောက်တာလေညင်တာပေါ့အဲသူ့နေရာသူမထီတော့ဘူးဆိုတော့သူကဝမ်းသာတယ်ကြာမယ်ကောင်းပြီနောက်တစ်ပါးဆူတောင်းတယ်ငါနောက်တောင်းတဲ့ဆူတောင်းဆူတောင်းလေးတစ်ခုကတော့တဲ့ သိနေရမပိကင်ခာမိတဲ့ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းကိုကချစ်ရတဲ့သူမဖြစ်ပြရစီနေတော့မချစ်ချင်တော့ဘူးတဲ့ချစ်ချင်းတရားတွေကင်းဝေးရပါလို့ဒီလိုပဲဆုတောင်းတယ်ဟုတ်ချစ်ချင်းမချစ်ချင်တော့ဘူးချစ်ရတဲ့သဘောကိုဟိုကန္နာယတိဘုရားလောင်းယတိကဘလို့ချင်းတော့ဘူးကိုကချစ်ရတဲ့သူမဖြစ်ပြရစီနေဆိုတော့ကိုကအချစ်ခံရတဲ့သူဖြစ်ချင်တာလား ဘုရားဟိုတနေ့အောင်စာလေးရေးဖို့နော်သူချစ်ကိုမရှာနဲ့ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာလူတွေမှာအဲ့လိုနေပြောတတ်ကြသူချစ်ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာကိုချစ်ကိုရှာရင်ကိုကအလိုလိုက်ပြန်မှန်းနေသူချစ်ကိုရှာဘုရားတခါပြောပြကလေးမလေးအေးနေတို့ကကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာဆိုတော့သူချစ်ကြီးပဲရှာတော့ကိုကမချစ်တဲ့လူကကိုကိုချစ်နေရောစိတ်ချမ်းသာပါမလားချမ်းသာပြန် သူကတော့ချစ်တယ်ကိုကမချစ်ရင်လည်းပဲဒီလူကအဆင်မပြေပြန်ဘူးဟောသူချစ်ကြည်ပဲရှာတော့လေကိုကမချစ်ပြန်ရင်မချစ်တဲ့သူနဲ့အတူနေရရင်လည်း तू ကတော့ကိုကိုချစ်တာပဲကိုကသူ့ကိုမချစ်ဘူးမချစ်တဲ့သူနဲ့အတူနေရတယ်ဒုက္ခပဲဘယ်ရလားဟောချစ်ရတဲ့သူနဲ့ကွဲရတာလည်းဒုက္ခမချစ်ရတဲ့သူနဲ့အတူနေရတာဒုက္ခပဲညာအချစ်ဆိုတာကိုချစ်ရတဲ့သူရဲ့အချစ်ကိုမရတာလည်းပဲဒုက္ခပဲကိုမချစ်ရတဲ့သူရဲ့အချစ်ကိုရတာလည်းဒုက္ခပဲ ဆိုဘယ်အချစ်မြတ်မကောင်းတော့ချစ်ရတာလည်းမကောင်းအချစ်ခံရတာလည်းမကောင်းချစ်ခံရတာလည်းပင်ပန်းတယ်ချစ်ရတာလည်းပဲပင်ပန်းတယ်ဆိုတော့ဘုရားလောင်းကံတိုင်ရတယ်မချစ်ချင်တော့ဘူးအချစ်ချင်တော့ဆိုမမုန်းလည်းမမုန်းညာအဲအချစ်မမုန်းလေးအချစ်အမုန်းလေးကိုရှောင်ပြီးတော့ဒီစိတ်လေးနဲ့ပဲနေတော့လဲဆိုတော့ဘုရားလောင်းကံတိုင်ရတဲ့ပြောလိုက်တဲ့အခါကျတော့ဩကြားမြင်ချင်းနဲ့ဝန်တာလိုက်တာတာတုတာတုခေါ်ပြီးတော့သူ့နေရာမထီတော့ဘူးဆိုပြင်တက်သွားပြောချင်တာက ပြုစဉ်တဘာဝဖြစ်ပြရစီလို့တောင်းတဲ့စုတွေချားထဲမှာအော်ဖရာလောင်းတို့တော်ကောင်းကြီးညာမဖြစ်ပြရစီနဲ့ဆိုတောင်းတာဆိုတန်တရာကိုသူ့ဟာသူအဆက်ဖြတ်တာပဲတန်တရာကိုအဆက်ဖြတ်ဒါကြောင့်မို့တို့ဒီရဲ့ဘဝမှာတရားဟောင်းနဲ့ပတ်သက်ပြီးတော့သိပြီးတော့မချိမနဲ့တွေဖြစ်တယ်တရားဟောင်းနဲ့ပတ်သက်သိပြီးတော့အမုန်းတရားတွေဖြစ်တယ်တရားဟောင်းနဲ့ပတ်သက်ပြီးတော့သိပြီးတော့အလိုမကျတွေဖြစ်တယ်ဆိုရင်သူနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာမယ်တန်တရာကိုကိုယ်ကရှေ့ချင်းမလားတိုးချင်းတာလားစဉ်းစားတန်တရာမရှေ့ချင်းတော့ဘူး ဆိုရင်ကိုကဖြတ်လိုက်ကိုကအရင်စဖြတ်လိုက်တယ်တိတ်မုန်းနေတယ်တိတ်မစုံကျင်တော့ဘူးဘယ်တော့မှလည်းမတွေ့ကျင်တော့ဘူးဆိုရင်များများမုန်းနေများများဖြတ်နိုင်အောင်ကြိုးစားလိုက်ပဲကိုဘကမုန်းလို့အမုန်းတရားနဲ့ပြန်တုတ်ပြန်တန်တရာရှေ့ပြီးတော့နောက်တစ်ခါပြန်စုံအောင်ပါဆိုတော့အတိတ်ကဘာပဲဖြစ်ခဲ့ဖြစ်ဖြစ်ဘဝမှာလူတယောက်ကိုတိတ်ပြီးမုန်းလို့အခဲမကြေဖြစ်လို့တိတ်ပြီးခံစားရရင် အကျင့်မနဲ့ဖြစ်နေတယ်ဆိုရင်သူ့ကိုဘာမှပြန်ပြီးတော့တုံ့ပြန်မနေတော့ဘဲနဲ့သူနဲ့မစုံဖြစ်အောင်ကိုကပဲကိုဖြတ်လိုက်ကိုကပဲကိုတန်မြာကိုအဆက်ဖြတ်လိုက်ကိုဖြတ်ရင်ကိုပြတ်သွားတာတန်တာအဆက်ဆိုတာက ကိုဖြတ်မှပြတ်တာတကယ်တမ်းကျတော့တတဝါကြီးတန်တရာတွေကိုလေအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကလှုပ်ထားတန်တရာရှီအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကရှီအောင်လှုပ်ထား တန်တရာရှည်အောင်လုပ်ပြီးတော့တန်တရာတို့အောင်လုပ်နိုင်တာလေကိုပဲဖြစ်တယ်သူရကိုယ်တန်တရာကိုကိုကဖြတ်မှာမြတ်စွာဘုရားကတော့나이ဝေဒနာဝေဒာနိတမ္ပန္တိတာကုဒါစနအဝေဒနာစာဝေဒာနိအိသဓမ္မောတဏ္ဍတောလောကမှာတဲ့အမုန်းကိုအမုန်းတရားနဲ့တုံ့ပြန်နေလို့ကတော့တဲ့အမှန်တရားနဲ့အချစ်တရားရလာမှာမဟုတ်ဘူးတဲ့ယတနာငြင်းအင်းတော့မဟုတ်ဘူးတဲ့ဝေယံကိုယံချင်းတုံ့ပြန်နှင်းချင်းဖြင့်ယံနေရမငြင်းတော့ဘူး အဝေရဏသဝေဒာနိဧတဓမ္မောတဏ္ဍရောယံကိုယံချင်း မတုံ့မသာလဲအမုန်းတရားကို အမုန်းတရားနဲ့မတုံ့ပြန်မသာလဲယံဆိုတာငြိမ့်သွားတာမကျင်နဲ့လို့မကျင်နဲ့ချက်နဲ့ပြန်တုံ့ပြန်တန်ត្រာပဲရှင် မုန်းလို့အမုန်းတရားနဲ့ပြန်တုံ့ပြန်တန်ត្រာပဲရှင်မှာဖြစ်တဲ့အတွက်တန်ត្រာတွေမရှိခြင်းတော့ဘူးမဆုံခြင်းတော့ဘူးဆိုရင်ကိုကပဲပြတ်ပါတော့ တခါတခါဘဝမှာလူတယောက်ကိုဒီလူနဲ့ဘယ်တော့မှမစုံညင်လောက်အောင်ဖြစ်သွားတာလေအများကြီးရှိတယ်။ဘယ်တော့မှမစုံညင်တော့တန်တရာလည်းမစုံညင်တော့ဘူးလည်းမစုံညင်တော့လူတွေကသမီးစားဘဝလာချိဆက်ခင်စားမှုလို့အိုဖြစ်လျာဘဝတိုင်းဘဝတိုင်းအတူဆုံးရဘဝလို့ဆူတောင်းကြတယ်။အိမ်အောင်နဲ့ကြပြီးကလေးတယောက်နှစ်ယောက်ဆိုသူသူ့ကြောင့်နဲ့သူကိုကြောင့်နဲ့ကိုတည်တယ်။နောက်ဘဝဒီတကာကြီးနဲ့စုံညင်သေးလားဆိုမစုံညင်တော့လို့များတယ်။နောက်တကမာကြီးကလည်းနောက်တကာကြီးနဲ့စုံညင်သေးလားဆိုမစုံညင်တော့ဘူးများတယ်။ ဟိုအမိသားဘဝဟိုစိတ်ဒီစိတ်နဲ့သာလေဘဝရဲဆုံမြင်နေကြပေမဲ့တကယ်တမ်းအတူလက်တွဲပြီးနေလာတဲ့အခါကျတော့ဒီဘဝတော်မှာမဖြစ်လို့နေရတာများတယ်เนาะဆိုတော့မလွယ်တော့ပါဘူးเนาะအဲ့တော့မဆုံမြင်တော့ဘူးဆိုရင်စုံနိုင်ခွင့်နေဖြောက်ကျင်နေဆိုရင်တန်တရာကိုဖြတ်ကျင်နေဆိုရင်ကိုကပဲဖြတ်ပါကိုကပဲရှော့လိုက်ပါတန်တရာအမုန်းတရားဆိုတာအမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်ရင်တန်တရာကပိုရှည်တယ်ပြီးတော့ကြက်ကြက် မုန်းလေလေသူနဲ့ ိုတန်တရာအဆက်ကိုပြတ်နိုင်အောင် ဖြတ်ရလေလေပဲအဲ့တော့သူများကိုဖြတ်မဲ့အစားကိုကဖြတ်သူကအမုန်းတရားနဲ့ပြန်တုတ်ပြန်လဲကိုကတုတ်ပြန်စရာမလိုဘူးကိုကသာကိုယ်ကိုရဲ့အမုန်းတရားကိုရှော့ချပြီးတော့မေတ္တာတရားနဲ့နေကိုဖြတ်ရင်ကိုပြတ်မှာပဲဖြစ်တဲ့အတွက်ကြောင့်အတိတ်အကြောင်းတရားတွေသိပြီးတော့တွေးပြီးတော့ပူဆွေးမနေပါနဲ့မြောင်သေးတဲ့အနာဂတ်အနာဂတ်ကိုလည်းတွေးပြီးတော့ဆွေမှုတွေဖြစ်နေပါတယ်ပြစ်စုံပန်တဲ့တဲ့မှားတာလည်းဘဝမှာတယောက်နဲ့တယောက် န္တရာတဲ့အဆက်တည်းမရှိခြင်းလောက်အောင်မုန်းနေကြပြီဆိုရင်သူ့ကိုလည်းဘာမှတုံ့ပြန်စရာမလိုဘဲနဲ့ကိုယ်တန်တရာကိုကိုယ်အမုန်းတရားကိုညံလင်းနဲ့ရှင်ပြီးတော့ဖြတ်နိုင်အောင်ကြိုးစားအမုန်းပြည့်ရင်ဘဝတန်တရာအဆုံးတတ်တော့မှာပဲဆိုတော့ပစ္စုပန်တဲ့တဲ့ လုံဆောင်ချက်တွေဒါလည်းအနာဂတ်ရဲ့ပုံပေါ်မှုဖြစ်တဲ့အတွက်ကြောင့်အတိတ်ကိုတွေးပြီးတော့လဲဆွေးမနေပါနဲ့အတိတ်ကဘာဖြစ်ခဲ့ဖြစ်ခဲ့ဘလို့အမုံတရားတွေရှိခဲ့ရှိခဲ့အဲ့ဒီအတိတ်အဆွေးတရားနဲ့အမုံတရားကိုပြစ္ဆုတ်ပံအထိယူမလာပဲပြစ္ဆုတ်ပံမှာခဝါချအတိတ်ကအကျွေးတွေကိုတန်တရာအထိမပါသွားရအောင်ကိုယ့်ရဲ့ပြစ္ဆုတ်ပံတက်တက်မှာကိုယ့်ရဲ့ကံတွေကိုကိုယ့်ရဲ့တန်တရာတွေကိုကညံနဲ့ဖြတ်ပြီးတော့တန်တရာအဆုံးထန်တတ်နိုင်အောင်ကြိုးစားနိုင်ကြတော့တတော်ကောင်းများဖြစ်ကြပါစေဘုံတော်တည်